မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့ဘာအလုံးမှမလုပ်ပေးနဲ့ငွေတွေကို manifest ပြုလုပ်တဲ့နည်းလမ်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဘာအလုံးမှမလုပ်ပေးဆိုတာမှာကိုယ့်ရဲ့လက်ချောင်းလေးတစ်စုံတရာကိုတောင်မနေစရာမလိုပေးနဲ့ငွေကို manifest ပြုလုပ်နိုင်ပါတယ်ဒါကတော့ DC ပြောတာမဟုတ်ပါဘူးဆရာသမားတွေပြောတာဖြစ်ပါတယ် ဆရာသမားတွေပြောတာကတော့ကျွန်ုပ်တို့တူရှင်တူရှင်စီမှာကန်သဲမေချမ်းသာကြွယ်ဝမှုတွေပေါများမှုတွေနဲ့သက်ဆိုင်တဲ့သောရှက်တွေရှိကြတယ်။အနည်းဆုံးတော့ကိုလိုရှင်နေတဲ့ငွေကိုရနိုင်ကြတယ်။အဲ့ဒါကလေကိုနဲ့ပဲသက်ဆိုင်တာပေါ့နော်။ဒီတော့ကိုလိုရှင်တဲ့ငွေကိုလွေကူစွာရနိုင်ဖို့အတွက်ဘလို့ပြုလုပ်ရမလဲဆိုတာကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်။ဒီတော့ပထမဆုံးသိရမှာက ငွေကြေးတွေချမ်းသာမှုတွေပေါများတွေ့ဝမှုတွေဆိုတာဟာအလုတ်စူးစမ်းရမယ်ဆိုတာနဲ့မသက်ဆိုင်ပါဘူးအဲ့တော့ချမ်းသာတွေ့ဝမှုတွေပေါများမှုတွေငွေကြေးတွေဆိုတာကကိုယ့်ရဲ့အတွေ့နဲ့ပဲသက်ဆိုင်ပါတယ်ငွေကြေးနဲ့ပတ်သက်လို့ချမ်းသာတွေ့ဝမှုနဲ့ပတ်သက်လို့ပေါများမှုနဲ့ပတ်သက်လို့သင်ဘလို့စဉ်းစားနေသလဲသင်ဘလို့တွေးတွန်းနေသလဲဆိုတာနဲ့ပဲသက်ဆိုင်ပါတယ် ဒီအကြောင်းတွေကိုနားလေသဘောပေါက်ပြီဆိုရင်တင်လို့ရှင်တဲ့ငွေကြေးပမာဏကိုတင်ရဲ့ဘဝထိစီကို လွေကူစွာဆွေးငင်ညှို့ယူနိုင်ပါလိမ့်မယ်ဒီတော့လိုရှင်တဲ့ငွေကြေးပမာဏကိုဘလို့ဆွေးငင်ညွှန်ပြရမလဲဆိုတာကို အစင်လိုက်အစင်လိုက်ပြောပြပါမယ်။အစင်တင်ကတော့သင်ဟာသင်လိုရှင်နေတဲ့ငွေကြေးပမာဏနဲ့ထိုက်တန်တယ်လို့မိမိကိုယ်ကိုယုံကြည်ပါ။ ဆရာကြီးနေဘကောတာဆိုရင်ယုံကြည်မှုနဲ့ပတ်သက်ပြီးရင်အများကြီးပြောပြထားတာတွေရှိတယ်သင်ကြားထားတာတွေရှိတယ်ဒီတော့သင်ဘဝအထင်းမှာသင်မျောလင်းထားတဲ့ငွေကြေးပမာဏရဖို့သင်ထိတ်တဲ့တွေတော့ယုံကြည်ပြရမှာဖြစ်တယ်သင်ခန္ဓာကိုယ်ထဲမှာရှိတဲ့အသွေးအသံအကျိုးအယိုထီကိုစိတ်ဝင်သွားအောင် အထီကိုသင်ယုံကြည်ရမယ်။ဘလို့ယုံကြည်ရမလဲဆိုရင် သင်လိုရှင်တဲ့ငွေကြေးပမာဏနဲ့သင်ဟာထိုက်တဲ့တွေလို့ယုံကြည်ပေးရမယ်။ ။အချို့သောသူတွေဟာငွေကြေးတွေရဖို့စူးစမ်းရုံးကနေရတာဘာဖြစ်လို့လဲဆိုရင်သူတို့စိတ်ထဲမှာဘလို့ပြောနေကြလေဆိုရင်ငါကအလုံးမမစူးစမ်းခဲ့တာအဲ့ဒါကြောင့်ငွေမရဘူး။ သူများတွေငွေရဖို့အလုပ်တွေအများကြီးစူးစမ်းရတယ်။တရက်မှာနိုင်ပေါင်း၁၈နိုင်လောက်ထိတောင်စူးစမ်းရတယ်။ငွေရဖို့အတွက်ခက်ခက်ခီခီကိုအလုပ်လုပ်ရတယ်။အဲ့ဒီလိုစကလုံးတွေကို ပြောနေကြတဲ့လူတွေရှိတယ်။မိစေတွေဒီလိုမျိုးစကလုံးတွေကိုပြောနေပြီဆိုရင်အဲ့ဒီလိုပြောနေတာကလုံဝရက်တင်လိုက်ပါ။ဆရာကြီးနေဘကောရာက manifestation အတွက်ရှုဝဲချက်ကိုပြောခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုရင် feeling is the secret လို့ပြောပါတယ်။ ဒီအတိုင်းပဲကတော့ကိုလိုရှင်ရဲ့အရာတွေကိုကိုဘွားထီကိုဆွေးငင်ညှို့ယူနိုင်ဖို့စိတ်ခင်စားချက်တည်ပင်နေရင်ချွေးဝဲရှဲဖြစ်ပါတယ်အဓိက စိတ်ခင်စားချက်ကို အသုံးပြုတဲ့ဖို့လိုပါတယ်ဒီလိုဆိုရင်အဲ့ဒီ feeling ကိုဘလို့အသုံးပြုရမလဲကိုလိုရှင်တဲ့ငွေကြေးပမာဏဟာကိုဘွားထင်းမှာရောက်ရှိနေပြီးပြီးရနေပြီးပြီးအဲ့ဒီလိုပုံစံမျိုးစိတ်ခင်စားချက်တွေပြုလုပ်ပေးရမှာဖြစ်ပါတယ် အဲ့ဒီတော့တင်လို့ရှင်တဲ့ငွေကြေးပမာဏသာရနေပြီဆိုရင်တင်ဟာငွေကြီးကြီးအတွက်စိုးရိမ်ပူပယ်နေမလားငွေမရှိဘူးလို့တွေးနေမလားဒါမှမဟုတ် ဲ့စိတ်ထင်းမှာငွေကြီးတွေရှိနေတဲ့အတွက်ငွေကြီးနဲ့ပတ်သက်လို့စိတ်လုံးချုံမှုတွေဖြစ်နေမလားစိတ်ကြည်နေမှုတွေရှိနေမလားအဲ့ဒီစိတ်ခင်စားချက်ကိုခင်စားပေးဖို့လိုအပ်ပါတယ်ပြီးရင်အဲ့ဒီစိတ်ခင်စားချက်အပြင်အဲ့ဒီအရာရရှိနေပြီးတော့ယုံကြည်ရမယ်အဲ့ဒီအရာဟာကိုယ်ဘဝထေးကို ရောက်ရှိနေပြီးတော့ကိုယ်စိတ်ထင်းမှာလက်ခံပေးရမယ် အဲ့ဒီတော့ကိုလိုရှင်တဲ့ငွေကြီးပမာဏဟာကိုဘွားထီကို ရောက်ရှိနေပြီးတော့ခင်စားရမှာရေယုံကြည်ရမှာရေအဲ့ဒီအချိန်ကဘေးအချိန်မှလေးဆိုအနာကဲအချိန်မှမဟုတ်ဘူးအခုလက်ရှိအချိန်မှာပဲတင်ပေါ်အထေးကိုတင်လို့ရှင်တဲ့ငွေကြေးပမာဏတွေရောက်ရှိနေပြီတော့ယုံကြည်ပါခံစားပါအဆင့်နှစ်နေ့စဉ်နေ့တိုင်းစိတ်ကူးရင်ပုံဖော်မြင်အောင်ပေးပါ အဲ့ဒီလိုစိတ်ကူးရင်ပုံဖို့မြင်အောင်ဖို့တရဲမှာဆီမနီလောက်အချိန်ပေးစီရှင်ပါတယ်ဆီမနီဒီပါပဲသင်နဲ့ထိုက်တန်တဲ့သင်လို့ရှင်နေတဲ့ရှမ်းသာကြွယ်ဝမှုတွေရရှိနေပြီဆိုတဲ့ပုံစံမျိုးကိုဆီမနီလောက်စိတ်ကူးရင်ပုံဖို့မြင်အောင်ပေးပါ တဲ့အနေနဲ့လိုရှင်နေတာမဟုတ်ရပါဘူးအဲ့ဒီအရာတိရရှိနေတာဖြစ်နေရမယ်အဲ့ဒီအရာတိရရှိနေပြီဖြစ်တော့တဲ့ရဲ့စိတ်ထင်းမှာဘလို့စိတ်ခင်စားချက်တွေဖြစ်မလဲဆိုတာကိုအာယုံစိတ်ပါတဲ့လိုရှင်နေတဲ့ငွေကြေးပမာဏတွေရရှိနေပြီဆိုတဲ့စိတ်ခင်စားချက်ကတဲ့ရဲ့စိတ်ခင်စားချက်ကိုကောင်းမွန်စေပါလိမ့်မယ် အဲ့ဒီငွေကြေးဆိုင်ရာစိတ်ခင်စားချက်ကိုတရက်မှာ7မိနစ်လောက်စိတ်ခင်စားပေးပါညနေပိုင်းဖြစ်ဖြစ်မနေ့ပိုင်းဖြစ်ဖြစ်နေ့လေဖြစ်ဖြစ်သင်ကြိုက်တဲ့အချိန်မှာခင်စားမှုတွေပြုလုပ်ပါတကယ်တော့သင်အနေနဲ့တရက်မှာ3ချိန်လောက်ပြုလုပ်ရှင်တယ်ဆိုရင်လည်းပြုလုပ်လို့တော့ရပါတယ်အဲ့ဒီတော့ငွေကြီးတွေရရှိနေပြီဆိုတော့စိတ်ကူးရင်ပုံဖော်မြင်အောင်မှုတွေနဲ့စိတ်ခင်စားချက်တွေကိုဒီနေ့ပဲစတင်ပြုလုပ်လိုက်ပါ။ အဆင့်၃ကတော့နေ့စဉ်နေ့တိုင်းအတီးပြုစကလုံးတွေကိုရွတ်ဆိုပါဒီလို affirmation ကိုရွတ်ဆိုရှင်ဖြင့်သင်ရဲ့စိတ်တဲ့သင်ရဲ့ mindset ကိုအပြောင်းလေးဖြစ်စေပါတယ်သင်ရဲ့စိတ်တဲ့ကဘလို့ပြောင်းလေးသွားမလဲဆိုရင် အစာပိုင်းမှာတော့သင်ဟာငွေကိုလိုချင်နေတယ်ငွေရဖို့မျှော်လင့်နေတယ်ငွေရဖို့ဆန္ဒရှိနေတယ်အဲ့ဒီလိုစိတ်တဲ့ကနေပြီးတော့နောက်ဆုံးမှာသင်ဟာ ငွေကြီးတွေရရှိနေပြီဆိုတဲ့စိတ်တဲကိုပြောင်းလဲသွားမှာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောမေဆိုရင်သင်ရဲ့စိတ်ထဲမှာငွေကြီးနဲ့ပတ်သက်လို့ကင်းမင်းနေတဲ့စိတ်တဲကနေပြီးတော့ငွေကြီးနဲ့ပတ်သက်လို့ပုံများကြွေဝါနေတဲ့စိတ်တဲကို ပြောင်းလဲသွားမှာဖြစ်ပါတယ်။ဒီတော့သင်ရွယ်ဆိုတင်တဲ့ affirmation အတိပြုစကားလုံးအရှိုးကတော့ငါဟာငွေရင်းကြီးရှာဖွေရလွယ်ကူတဲ့သူတယောက်ဖြစ်တယ်တော့ခံစားရပါတယ် ငါဟာငွေရေးချင်းရှမ်းတာနေတဲ့လူတယောက်ဖြစ်တယ်တော့ခံစားမိပါတယ်။ငါဟာပေါးများကြွေဝနေတဲ့လူတယောက်ဖြစ်တယ်တော့ခံစားမိပါတယ်။ငါဟာငွေကြေးပိုင်းဆိုင်ရာရှမ်းတာတဲ့လူတယောက်ဖြစ်တယ်တော့ခံစားရပါတယ်။ဒီစကလုံးတွေကိုစင်စင်မပြဲမိမိကိုယ်ကိုပြောပေးပါငွေရေးချင်းမြောင်များစွာဟာတင်ပေါ်အထက်ကို ရောက်ရှိလာပါလိမ့်မယ်။ ဒီစကလုံးတွေကိုအတိပြုလိုက်ရှင်းအပြင်သင်ဘွားထေးကိုငွေကြေးမြောင်များစွာက အားစိမ့်စရာမလိုဘဲနဲ့ရောက်ရှိလာပါလိမ့်မယ်။ဒီစကလုံးတွေကိုရွက်ဆိုပြီးများမကြမီသင်ဘွားထေးမှာငွေကြေးမြောင်များစွာစတင်စီးဆင်းလာပါလိမ့်မယ်။ဒီနေရာမှာတင်းရနေနဲ့ဆက်လက်ရွေးဆိုနိုင်သေးတဲ့စကလုံးတွေပြောပြပါမယ်။အဲ့ဓာတွေကတော့ငါဟာရှမ်းသာကြွေးဝါမှုကိုဆွေးငင်ညှို့ယူနိုင်တဲ့ညှို့အားကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်။ ငွေတွေဟာငှက်စီကို ပေါများကြွေဝါစွာစီးဆင်းနေပါတယ်။ငွေတွေဟာငှက်စီကို အားဆိုင်စရာမလိုဘဲနဲ့ကို စီးဆင်းနေပါတယ်။ငွေကြေးမြောင်များစွာကိုပိန်ဆိုင်ဖို့ငွေကြေးတွေမြောင်များစွာငှက်စီကို ရောက်ရှိလာဖို့အခွင့်အရေးမြောင်များစွာကိုငါလက်ခံရရှိထားပါပြီအခုပြောခဲ့တဲ့စကလုံးတွေအစွန်းထက်စီဖို့အဲ့ရာကထတဲ့အခါမှင်ကြည့်ပြီးပြောလိုက်ပါ အဲ့ဒီတော့မှန်ကြည့်ပြီးပြောနေတာကို9မိနစ်ကနေ10မိနစ်ထိအချိန်ယူလိုက်ပါတကယ်တော့အိမ်အားထားတဲ့အခါမပြောနိုင်လိုက်ဘူးဆိုရင်လေညနေဖက်အချိန်မှာပြောလို့ရပါတယ်အဓိကအရေးကြီးတာက ကိုယ့်ရဲ့မျက်လုံးကိုကိုကိုတိုင်းကြည့်ပြီး ပြောလိုက်ပါအဲ့ဒီစကားကို ပြောနေစဉ်အတွင်းမှာအဲ့ဒီစကားကိုယုံကြည်ပါအဲ့ဒီစကားဒီအမှန်ဖြစ်တယ်တော့မိမိကိုကိုသိပေးပါအဆင့်လေးကတော့ငွေကြီးလွတ်မြောက်မှုရရှိနေပြီတော့မိမိကိုယ်ကို စိတ်ကူးရင်ပါ ကိုယ်ဆိုင်ထင်မှာပုံများတွေ့ဝမှုတွေရှမ်းသာမှုတွေငွေကြီးနဲ့ပတ်သက်လို့အများကြီးပိန်ဆိုင်နေတွေတော့တွေးတောနေမှုတွေဟာငွေကြီးမြောင်များစွာကိုဖင်တီးနိုင်ပါတယ်။ဒါကြောင့်ဒီလိုပုံများတွေ့ဝမှုတွေနဲ့ပတ်သက်ပြီးစိတ်ကူးရင်စေရှင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကိုယ်ဘဝမှာဖြစ်ပေါ်နေတဲ့အရာအလုံးဟာကိုယ့်ရဲ့အတွေးတွေကပဲစတင်ပါတယ်။အဲဒါကြောင့်သင်ရဲ့အတွေးတွေဟာသင်ရဲ့ရှမ်းသာတွေ့ဝမှုကိုအဆုံးအဖြတ်ပေးပါလိမ့်မယ်။ ဒါကြောင့်ချမ်းသာကြွယ်ဝမှုနဲ့ပတ်သက်လို့စိတ်ကူးယဉ်နိုင်ဖို့သီးသန့်အချိန်ကလေးကိုထားစီရှင်ပါတယ်အချိန်ဆိုတာ9မိနစ်လောက်ပါပဲဒီတော့ဘယ်လိုပြုလုပ်ရမလဲဆိုရင်မျက်လုံးနှလုံးကိုမှိတ်ပြီးရင်ငါဟာချမ်းသာကြွယ်ဝမှုတွေကိုလက်ခံရရှိနေပြီဆိုပြီးတော့ကိုယ့်ရဲ့စိတ်ထေကရွတ်ဆိုပါစိတ်ကူးယဉ်လိုက်ပါတင်းရဲ့စိတ်ကူးယဉ်မှုထေမှာသင်လိုရှင်နေတဲ့ချမ်းသာကြွယ်ဝမှုတွေကိုထိသွင်းလို့ရပါတယ်သင်လိုရှင်နေတဲ့ငွေကြေးပမာဏတွေနောက်တစ်ခါသင်စီးရှင်တဲ့ကားသင်နေရှင်တဲ့အိမ် သင်အတွဲလက်ဝဲယတနာတွေစသည်ဖြင့်ပေါ်နော်သင်အလိုရှိတဲ့ရှင်းသာကြွယ်ဝမှုဟူသမျှကိုစိတ်ကူးယဉ်ကြည့်ပါဒီလိုရှင်းသာကြွယ်ဝမှုတွေလက်ခံရရှိနေပြီဆိုတာကို နေ့စဉ်နေ့တိုင်းပြုလုပ်ပါကြိုက်တဲ့အချိန်မှာပြုလုပ်ပါတရက်မှာ9မိနစ်လောက်စီပြုလုပ်ပေးပါအဆင့်၅ကတော့ကိုရရှိပိန်ဆိုင်ထားတဲ့ငွေကြေးပမာဏကိုကျေးဇူးတင်ပါ။ ကျေးဇူးတင်ပါဆိုတော့ကျေးဇူးကြည့်ကျေးဇူးငေပြုလုံးနေဖို့ပြောတာမဟုတ်ပါဘူးစိတ်ထင်းမှာကြည်နေတဲ့စိတ်ဝမ်းမြောက်ရွှင်နေတဲ့စိတ်တွေခံစားရဖို့ကအဓိကအရေးကြီးပါတယ်တင်လို့ရှင်တဲ့ငွေကြေးပမာဏတွေရရှိနေပြီဆိုရင်တင်ရဲ့စိတ်ထင်းမှာစိတ်ကြည်နေမှုတွေပျော်ရွှင်မှုတွေဝမ်းမြောက်ရွှင်လင်းမှုတွေရှိမေဒါအပြင်ငွေကြေးနဲ့ပတ်သက်လို့လုံခြုံတဲ့စိတ်တွေရှိမေအဲ့ဒီလိုမျိုးအရင်ကိုကောင်းမွန်တဲ့စိတ်ခံစားချက်ကိုခံစားပေးဖို့ဆိုလိုပါတယ် ဥပမာတင့်လက်ထင်းမှာပိတ်ဆင်အရှိုးရှိမယ်အဲ့ဒီပိတ်ဆင်အရှိုးကိုကြည့်ပြီးရင်တင့်အနေနဲ့စကားတွေပြောလို့ရတယ်စိတ်ကြည်နေမှုတွေပြုလုပ်လို့ရတယ်ဘယ်လိုပြောမလဲဆိုရင်ငါမှာဒီပိတ်ဆင်ရှိတဲ့အတွက်ငါစိတ်ကြည်နေတယ်ငါအယဉ်ဝန်းတာတယ်ငါဒီပိတ်ဆင်ကိုရရှိပိတ်ဆင်ထားပြီးဖြစ်လို့စိတ်ထင်းမှာပျော်ရွှင်မှုတွေခံစားရတယ်ဒီပိတ်ဆင်ကိုငါအယဉ်ချစ်တယ်ဒီပိတ်ဆင်ကိုပိတ်ဆင်ထားပြီးဖြစ်တော့ငါကျေးဇူးတင်တယ် အဲ့ဒီလိုရွေးဆိုခံစားပေးရှင်အပြင်တင်ဟာငွေကြီးမြောင်းများစွာကိုဆွေးငင်နိုင်ပါလိမ့်မယ်။ငါမှငွေမရှိဘူး၊ငွေမလုံလောက်ဘူး၊ငွေကြီးအဆင်မပြေဘူးဆိုတဲ့စကားလုံးတွေကိုဘေတော့မှမသုံးပါနဲ့။အဲ့ဒီလိုငွေကြီးမရှိဘူးလို့ပြောနေမင်းအစားကို့မှာပိန်ဆိုင်ထားတဲ့ငွေကြီးပမာဏဟာနေသည်ပြည့်ဖြစ်စေ၊များသည်ပြည့်ဖြစ်စေဒီငွေကြီးပမာဏကိုငါပိန်ဆိုင်ထားပြီမို့လို့ငါကျေးဇူးတင်ပါတယ်၊ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်၊စိတ်တည်နေပါတယ်အဲ့ဒီလိုစကားလုံးတွေကိုသာသုံးပေးပါ။ ဒီလိုပြုလုပ်လိုက်ခြင်းအပြင်တင့်ဘဝအထည်ကို မြောက်များစွာသောငွေကြေးတွေဟာဆက်လက်ဝင်ရောက်လာပါလိမ့်မယ်။ဒါကြောင့်တင့်အနေနဲ့ပြုလုပ်ရမှာငွေကြေးနဲ့ပတ်သက်လို့ကျေးဇူးတင်မှုကိုပြုလုပ်ရမှာဖြစ်တဲ့ကျေးဇူးတင်မှုဆိုတာဝမ်းမြောက်ဝမ်းသာဖြစ်မှုပျော်ရွှင်မှုစိတ်ကျေနပ်မှုငွေကြေးနဲ့ပတ်သက်လို့လုံခြုံမှုပြီးရင်ကိုယ်စိတ်ထဲမှာနေ့စဉ်နေတဲ့ခံစားရမှာတင့်ဟာပေါများကြွေဝါတဲ့သူရှမ်းသာကြွေဝါတဲ့သူငွေကြေးလွတ်လပ်နေတဲ့သူအဖြစ်မိမိကိုယ်ကိုမြင်အောင်ပေးပါ။ အဆင့်6ကတော့နောက်ဆုံးရလဲမှာနေထိုင်ပါနောက်ဆုံးရလဲမှာနေထိုင်ပါဆိုတာကိုလိုရှင်တဲ့အရာတွေရနေပြီးသားဖြစ်နေတဲ့အခြေအနေမှာနေထိုင်ရမှာဖြစ်တယ်အခြေအနေဆိုတာအဲ့ဒီစိတ်ခင်စားချက်ပဲအဓိကအရေးကြီးတယ်အဲ့ဒီတော့သင်လိုရှင်နေတဲ့ငွေကြေးပမာဏရရှိပြီးပြီဆိုရင်သင်ရဲ့စိတ်ခင်စားချက်ဟာဘလို့ဖြစ်မလဲအဲ့ဒီစိတ်ခင်စားချက်နဲ့အတူတူကနေထိုင်ရမှာဖြစ်တယ်သင်ဟာသင်လိုရှင်နေတဲ့ချမ်းသာကြွယ်ဝမှုတွေရရှိပြီးပြီဆိုရင်သင်ရဲ့စိတ်ခင်စားချက် အဲ့ဒီစိတ်ခင်စားချက်ကိုဆက်လက်မွေးမြူပေးပါသိလို့ရှိနေတဲ့ငွေကြေးပမာဏရှမ်းသာကြွေအောင်မှုတွေထေးမှာအိမ်အစ်စ်ကာအစ်စ်လဝဲယဒနာပစ္စည်းတွေကိုပါထည့်သွင်းလို့ရပါတယ်အဲ့ဒီအရာတွေကိုသာပိန်ဆိုင်ထားပြီဆိုရင်သင်ရဲ့သင်ရဲ့ emotion မိတ်ဆိုင်ရာအခြေအနေကဘလို့ဖြစ်မလဲသိလို့ရှိနေတဲ့အရာနဲ့သင်ရဲ့စိတ်ခံစားချက်တွေ emotion တွေဟာကိုင်ညီနေဖို့လိုအပ်ပါတယ် ဒီတော့ရှင်းကပြောခဲ့တဲ့အဆင့်တွေထဲမှာပါတဲ့ visualization ပြုလုပ်တာ affirmation ရွေးဆိုတာကျေးဇူးတင်တရားတွေနဲ့နေထိုင်တာတွေကိုပြုလုပ်ပြီဆိုရင်သင်ဟာနောက်ဆုံးရလဲမှာနေထိုင်နိုင်တဲ့လူတစ်ယောက်ဖြစ်သွားပါပြီ။အထူးကတော့နောက်ဆုံးရလဲမှာနေထိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ကိုလိုရှင်တဲ့ရလဲရနေပြီးတော့တွေ့တော့ပါ စိတ်ကူးရင်ပါမြင်ရောင်ပါ ရွေးဆိုပါလိုအပ်တဲ့စိတ်ခင်စားချက်တွေကိုခင်စားပေးပါ။ သင်လိုရှင်နေတဲ့အရာနဲ့သင်ရဲ့ emotion ပိဆိုင်ရာအရှိအနေတွေဟာကိတ်ညီနေဖို့လိုအပ်ပါတယ်ဆိုတာကိုသိပေးပါ။ဒါကအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။အဆင့်ခုနှစ်ကတော့ရလက်ကို ခွာချပါ။ဆိုလိုတာကတော့သင်လိုရှင်နေတဲ့ရလက်အပေါ်မှာအဆွေးအလဲရှိမနေဖို့အဲ့ဒီအဆွေးအလဲတွေကို ခွာချဖို့ပြောတာပါ။တချို့သောသူတွေဟာကိုလိုရှင်တဲ့အရာကို manifest ပြုလုပ်တဲ့အခါအဲ့ဒီအရာနဲ့ပတ်သက်လို့ကိုယ့်ရဲ့စိတ်ကိုဖြေလျှော့ထားရမည်ဆိုတာကိုမြင်မျောနေကြတယ်။ ဒါအပြင်ဘေးတော့ဖြစ်လာမလို့ဘေးအချိန်ဖြစ်လာမလို့ဘလို့ပုံစံမျိုးနဲ့ဖြစ်လာမလို့စသဖြင့်အဲ့ဒီအရာတွေကိုတွေးတောနေတယ်ကြပါတယ်အဲ့ဒီအတွေးတွေကိုလွှတ်ချထားပါအခုလေငွေကြေးမြောင်းများစွာ manifest ဖြစ်လာစေပေါ့အဲ့ဒီငွေတွေဟာဘလို့ရလာမလေးဆိုတာကိုသင်စဉ်းစားနေစရာမလိုပါဘူးအဲ့ဒီငွေတွေဟာဘေးအချိန်မှာသင်စီကိုရောက်လာမလေးဆိုတာလေသင်တွေးပြီးပုံနေစရာမလိုပါဘူး အဲ့ဒီငွေတွေကဘေးကစီးဝင်လားမလဲဆိုတာကိုလေသင်ဆုံးဖြတ်နေစရာ မလိုပါဘူးသင်အနေနဲ့ပြုလုပ်ရမှာကငွေကြီးမြောင်းများစွာရနေပြီတော့သိပေးုံပဲသင်အနေနဲ့သင်လို့ရှင်နေတဲ့ငွေကြီးပမာဏရနေပြီပြီတော့ယုံကြည်ထားပြီဆိုရင် Universe ကအဲ့ဒီသင်လို့ရှင်တဲ့ငွေကြီးပမာဏကိုသင်စီကို ယူဆောင်ပေးလာမှာပဲဖြစ်တယ် ။ဘာဖြစ်လို့လဲဆိုရင်တင်ဟာတင်လို့ရှင်တဲ့ငွေကြေးပမာဏရနေပြီးတော့ယုံကြည်နေပြီဆိုရင်တင်စိတ်ထဲမှာပေါးများကြွယ်ဝမှုတွေပေါ်မှာပဲအာယုံစိတ်နေမိမှာပဲတင်ဟာမရှိတာတွေကင်းမင်းမှုတွေအဲ့ဒီအရာတွေပေါ်မှာအာယုံစိတ်မှာမဟုတ်ပါဘူး။ဒီတော့သင်အာယုံဆိုင်ရမှာကရှင်းတာမှုတွေပေါ်များကြွယ်ဝမှုတွေပိန်ဆိုင်မှုတွေအဲ့ဒီအရာတွေကိုပဲအာယုံဆိုင်ရမှာ မရှိတာတွေကင်းမြတာတွေအဲ့ဒါတွေကိုလုံးဝမတွေးတော့ပါနဲ့ တင့်ရဲ့နေနဲ့ပုံများကြွေဝမှုတွေအပေါ်မှာပုံမုံအာယုံစိတ်နိုင်လေးလေးတင့်ဟာတင့်ဘဝအထိကိုပုံများကြွေဝမှုတွေများများပြပြဆွေးငင်ညှို့ယူနိုင်နေနေပြီဒီတော့လိုချင်တဲ့ရလဲကိုခွာချပြီးရင်ပုံများကြွေဝမှုတွေကိုအာယုံစိတ်နိုင်ဖို့တင့်အနေနဲ့ဘေးရှင်ဘိုးတစ်ခုပြုလုပ်ပါတော့အကျင့်ပြုပါတယ် ဘေးရှင်ဘိုးဆိုတာငွေကြီးနဲ့သက်ဆိုင်တဲ့ဘေးရှင်ဘိုးချမ်းသာကြွယ်ဝမှုနဲ့သက်ဆိုင်တဲ့ဘေးရှင်ဘိုးအဲ့ဒီလိုပုံစံမျိုးတစ်ခုမိမိကိုယ်ကိုဖန်တီးလိုက်ပါအာတင့်အနေနဲ့တင်စိတ်ချင်းထည့်သွင်းလို့ရပါတယ်အဲ့ဒီဘေးရှင်ဘိုးထင်းမှာသင်းစိတ်ထင်းမှာထည့်သွင်းရှင်တဲ့အရာဟုခင်ဗျားကိုထည့်သွင်းပါအိမ်တွေထင်းမလားကားတွေထင်းမလားငွေကြီးပမာဏတွေထင်းမလားရွှေငွေယတနာလက်ဝဲလက်စားတွေထင်းမလားစသဖြင့်အဲ့ဒီဘေးရှင်ဘိုးမှာသင်းလို့ရှင်တဲ့ချမ်းသာကြွယ်ဝမှုဟုခင်ဗျားကိုထည့်သွင်းပါ သင်လို့ရှင်နေတဲ့ဘင်းရှင်ဘိုးပုံစံမျိုးဖန်တီးပြီးနောက်ချမ်းသာကြွယ်ဝနေတဲ့စိတ်ခင်စားချက်ကအယန်းကိုစိတ်ခင်စားချက်ကောင်းပါတယ်အခုအချိန်မှာငါဟာချမ်းသာကြွယ်ဝမှုနဲ့ပတ်သက်လို့ငွေကြီးနဲ့ပတ်သက်လို့စိတ်ခင်စားချက်တွေအယန်းကောင်းမွန်နေတယ်လို့ပြောပြပါ အခုသင်ပြုလုပ်ထားတဲ့ဘေးရှင်ဘိုးကိုလေသင်အနေနဲ့နေ့စဉ်နေ့တိုင်းအလွေတကူမြင်နိုင်မယ့်နေရာမှာထားပြလို့ရပါတယ်။သင်ရဲ့ laptop မှာဘေးရှင်ဘိုးထားလို့ရတယ်။သင်ရဲ့ဖုန်းမှာထားလို့ရတယ်။သင်ရဲ့အိမ်ယာကောင်းရင်သင်ရဲ့ယုံခင်စသဖြင့်သင်အဆင်ပြေမယ့်နေရာမှာထားပေးပါ။ဒီလိုပြုလုပ်ခြင်းအပြင်ငွေကြီးနဲ့ပတ်သက်လို့ရှမ်းသာကြွယ်ဝမှုနဲ့ပတ်သက်လို့သင်ရဲ့ energy ကိုတိုးတက်အောင်ပြုလုပ်တာဖြစ်ပါတယ်။ တင့်ရဲ့ဘေးရှင်ဘုံမှာမြင်နေရတဲ့အတိုင်းတင့်ဟာအမှန်တကယ်ဖြစ်နေတယ်လို့ခင်စားပေးပါဒီတော့နောက်ဆုံးအနေနဲ့ပြောရှင်တာကတော့ငွေရှိတယ်ဆိုတာကောင်းတဲ့အရာဖြစ်ပါတယ်။ငွေကိုပိန်ဆိုင်ရတယ်ဆိုတာကောင်းမွန်ပါတယ်။ငွေရှိနေတဲ့အတွက်စိတ်ခင်စားချက်တွေကောင်းမွန်ပါတယ်။ ဒါကြောင့် the vibration of money is good and you deserve to be worthy တော့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်